ကဘာပေါ်မှာတောင်းလို့မရှိတဲ့3000တောင်းဂျော်ဒန် limited edition စိန်လက်ကိုင်းနဲ့ချေချသွားတဲ့ဝတ်မှုရွှေရည်တံမုံငွေကျပ်3000မီလီယံ900ကျော်တံမုံရှိပြီးကဘာပေါ်မှာမှစုစုပေါင်း3လုံးသာရှိတဲ့ limited edition စိန်လက်ကိုင်းဒီကိုင်းကသူမရဲ့ပိုင်ဆိုင်မှုတွေကိုချပြကချေချသွားတာကမြန်မာနိုင်ငံထိတ်တန့်မင်းသမီးကျော်ဝတ်မှုရွှေရည်ပဲဖြစ်ပါတယ် ဝမ်မုံရွှေကြီးတရားဒီလိုမျိုးတမ်းမှုကြီးရဲ့အိတ်ကိုကင်ခဲ့တာကနမေကျော်လေဒီခရစ်စိန်တိုက်ကြီးကနေခန်းနာစွာကျင်းပပြုလုပ်ခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်စကားကြီးရဲ့အမှတ်တရ Reunion ပွဲကြီးမှာပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ဆိုက်ဆိုင်ခန့်လိုက်နေတိုးပါဝင်ထိုင်းမင်းသမီးပလိုက်ဟော့ဝမ်နဲ့ဝင်းမုံရွှေတို့လိုထိတ်တန်းမှုပညာရှင်တွေတက်ရောက်ခဲ့ကြတာကြောင့်ပွဲတစ်ခုလုံးကတော့တကယ်ကိုခမ်းနားကြီးကျယ်လာတာပါ။ဒါပေမဲ့အားလုံးထဲမှာပရိသတ်တွေနဲ့မီဒီယာကင်မရာအားလုံးရဲ့ lens တွေကတော့မင်းသမီးချောင်းဝင်းမုံရွှေစီကိုပဲစုပြုံကြောက်နေခဲ့ပါတယ်။အကြောင်းရင်းကတော့သူမရဲ့အတွင်ပြခန္ဓာကိုယ်တစ်ခုလုံးဟာစိန်တွေနဲ့ပြည့်နှက်နေလို့ပါ ဝင်းမုံရွှေဟာတမူးကြီးဒီဇိုင်နာဝတ်စုံပေါ်မှာလေဒီဂရိတ်ရှင်အကောင်းဆုံးစင်ရနာတစုံကိုဝတ်ဆင်ထားတာဖြစ်ပြီးအားလုံးကအားကျငေးမောနေရချိန်မှာအားလုံးရဲ့အာယုံကိုဖန်ဆာသွားခင်တာကတော့သူမရဲ့လက်ထဲမှာခြင်ထားတဲ့စိန်လက်ကန်ကြီးပဲဖြစ်ပါတယ်။ ဒီအိမ်ဟာတာမန်လေတာအိတ်တလုံးမဟုတ်ပဲမီးမထွက်နိုင်တဲ့စိန်စစ်တွေနဲ့သာတည်တံ့ပြုလုပ်ထားတဲ့ Diamond Handbag စစ်စစ်တလုံးမှာကဘာကျော် Luxury Brand တစ်ခုကနေအထူးထုတ်လုပ်ထားပြီးတကဘာလုံးမှာမှတထည်တကြွယ်သုံးဥတာပိုင်ဆိုင်နိုင်တဲ့ Ultra Rare Limited Edition အမျိုးအစားဖြစ်ပါတယ်ဒီအိမ်လေးတစ်လုံးရဲ့တန်ဖိုးဟာမြန်မာငွေကျပ်3,500မီလီယံ900ကျော်ရှိတယ်လို့သိရပြီးဒီငွေပမာဏဟာရန်ကုန်မြို့ရဲ့အကောင်းဆုံးနေရာမှာ Luxury Condo ခန်းကြီးဝင်အများကြီးဝယ်နိုင်တဲ့ပမာဏနဲ့ညီမျှပါတယ်။ ဒီလိုမယုံနိုင်စရာတမိုးကြီးပစ္စည်းကိုပိုင်းဆိုင်ထားနိုင်တာဟာဝိမုံရွှေရဲ့အောင်မြင်မှုချမ်းသာကြွယ်ဝမှုကြောင့်လို့ဆိုကြပါရယ်ဝမုံရွှေရင်ဟာသူမကိုယ်တိုင်ကယ်ဒမီများရှင်ကျော်ညာပြေမတူအနေနဲ့မြန်မာနိုင်ငံမှာဝင်ငွေကောင်းဆုံးနှုပညာရှင်တူပါ။ဒါ့အပြင်ဒီလိုတမ်မူကြီးလက်ဝေယတနာစီးစိန်ချမ်းသာမျိုးရဲ့နောက်ွယ်ကအထက်ပံ့ပိုးသူကတော့သူမရဲ့ချစ်ခင်မုံမြန်မာနိုင်ငံရဲ့ထိတ်တန့်ဩဇာကြီးလုပ်ငန်းရှင်တူဖြစ်တဲ့ကိုနိုင်ဖြိုးကျော်ပဲဖြစ်ပါတယ်။ ိုနိုင်ဖြူကျော်ဟာလူငယ်တွေကြားမှာရှိပန်းစားတဲ့ VV ချိုရီလုပ်ငန်းစုကြီးရဲ့ပိုင်ရှင်ဖြစ်တဲ့အပြင်မြန်မာနိုင်ငံအတွက် MG လျှက်စစ်ကားကိုတူရဲကိုစလဲဖြစ်တင်သွင်းပြန်ကြည့်နေတဲ့ဘီလီယံနာတထေးကြီးတူလည်းဖြစ်ပါတဲ့သူရဲ့အင်မတန်ကြီးမားတဲ့စီးပွားရေးအင်ပါယာကနေရရှိလာတဲ့ကြွယ်ဝမှုတွေနဲ့ဇနီးတဲ့ပေါ်ထားတဲ့အခြေတွေကိုဒီလိုတန်မိုးကြီးလက်ဆောင်တွေနဲ့အမြဲတပ်တည်ပြနေတာဟာသူတို့ရဲ့တာယာပျော်ရွှင်တဲ့အိမ်တော်ကြီးကိုဖော်ပြနေသလိုပါပဲ အချုံအဖြစ်ဆိုရရင်တော့ဝေမုံရွှေရင်ဟာသူမရဲ့နှုပညာအောင်မြင်မှုနဲ့အတူမှန်ကန်တဲ့အိမ်အောင်ဘက်ကိုရွေးချယ်နိုင်ခဲ့မှုတို့ကြောင့်ဘသူနဲ့မှမပိုင်ဆိုင်မရဘူးတဲ့ဘယင်မတပါလို့ခန်းထားတဲ့ဘဝကိုပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောတင်းကားကြောင့်ကြော်ရန်စိန်လက်ကန်ရီကိုပိုင်ဆိုင်ထားတဲ့ဝေမုံရွှေရဲ့ဘဝကိုအားကြမိကြလား? comment မှာကိုယ့်ရဲ့အမြင်လေးကိုဝင်ရောက်ပြောပြခဲ့ကြပါအောင်ရှင်။